လိုင်းပေါ်မှာရှိရတယ်သူဒီမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကိုထွန်းတောက်ပြရနေပြီတော့လိုက်လွင့်ပေးနေပါတယ်သူဒီလိုက်လွင့်ပေးနေပါတယ်အားကြောင့်မလို့လိုင်းပေါ်မှာရှိရတယ်သူဒီမိတ်ဆွေများ ကျွန်တော်ရဲ့လိုက်ရှိုးလေးကိုဆုံးခိုင်းနဲ့ဆုံးထိအောင်ဝင်ရောက်ကြည့်ရှုပေးပါကျွန်တော်ပြတဲ့စိုက်ကလေးတွေကမိတ်ဆွေတို့အတွက်အကျိုးရှိလိမ့်မယ်လို့တော့ယုံကြည်ပါတယ် ကျအားလုံးပဲမင်္ဂလာပါခင်ဗျာကိုယ်ခွဲပါအတွက်လဲလေကိုယ်ခွဲကိုယ်ခွဲသူ့ရဲ့လွေမှတ်မိကြပါကျွန်တော်ကိုယ်ခွဲသေးကိုကျွန်တော်မသိပါဘူးကျွန်တော်ကိုယ်ခွဲကိုမကြည့်မကြည့်မိသေးပါဘူးကျွန်တော်ကိုယ်ကကြည့်လေကြည့်တာလည်းမရှိတော့မကြည့်ပြဘူးကျွန်တော်သူ့ရဲ့လူများရှိလို့ရေမှတ်ပြလိုက်ကြပါနော်ကိုယ်ခွဲပါအတွက်လဲလေ ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကြည့်ခုကျွန်တော် live ကိုကြည့်နေကြတဲ့မိတ်ဆွေပေါ့ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေအဲဒီကနေ့ဆရနာကြီးတမင်းတမထွက်ရှိမဲ့သူဒီကနာကြီးကိုလည်းအောင်မြင်နိုင်ရပါစေဗျာပေါ့ကြပါစေရကြပါစေလို့ကျွန်တော်အနေနဲ့ဆုမကောင်းတောင်းပေးပါတယ် ဝင်လာတဲ့မိတ်ဆွေတွေကလည်းတယောက်မြင်အများမြင်အောင် ကျွန်တော်ရဲ့ like လေးကို like share လေးနဲ့ပူညီပေးပါအသေးလေးတွေနှိပ်အပေါင်းလေးတွေနှိပ် subscribe လေးတွေနှိပ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုအားပေးပါနော်ကဲကိုထုံးကိုချစ်ကြတယ်လို့ပဲကျွန်တော်ကိုလည်းအားပေးလို့ရပါတယ် ဟုတ်ပြီအဲကျွန်တော်ဒီအခုအခုပြနေအခုပြရတဲ့ဟာလေးကကျွန်တော်ညအောင်ကပြကြရတဲ့ဟာနော်ညအောင်ကပြကြရတဲ့ဟာသူကဒီတနင်္လာနေ့ခွန်ခွန်ကနေပြီးတော့ဒီအောက်ပိုင်းကိုသူကမှန်းလာတဲ့မှန်းလာတဲ့ကနန်းလေးကြီးပေါ့မှန်းမှန်းလာတဲ့ဝမ်းကြီးနဲ့ကြီးနဲ့အပီဝမ်းကြီးနဲ့ကြီးနဲ့အပီကိုမှန်းလာတဲ့ကတော့ကျွန်တော်ညအောင်ကပြကျွန်တော်ထပ်တော့ရှင်းမပြခဲ့ဘူးကျွန်တော်ပထမဦးဆုံးဒီအပင်မှာဆိုရင်6 6ကဝမ်းကြီး35ကြီးနဲ့ဒါထွက်လဲ65ဆိုပြီးတော့ထွက်တယ် နောက်ဘွဲမှာခွန်တုံညာချေငါတုံညာသုံးပြီးနဲ့ဗာထွက်တယ်တုံညာသုံးဆိုပြီးတော့ထွက်တယ်မနေ့ကတော့မနေ့ကမှခွန်တုံညာချင်းနဲ့၈သုံးတကြီးဗာထွက်တယ်58ဆိုပြီးတော့ထွက်ခဲ့တယ်အားကြောင့်မလို့ဒီကနေ့မှာတော့ဒီကနေ့မှာဗာ၈တကချေနှစ်ခွန်လေးပြီးနဲ့ထုတ်တာတော့ဒီကနန်းလေးတွေရပါတယ်ဒီကနန်းလေး၆ခွက်ရတယ်ဒီကနန်းလေး၆ခွက်တည်းမှာကနန်းမြန်လေးပါလဲ၁၁လေးပါလဲဒီမှာ၈ခွန်ဆိုတော့ဒီ ကနန်းနေရာကနန်းမြနေပါအဲကနန်းမြလည်းဒီဘက်ကမှမထွက်သေးတဲ့အတွက်ကနန်းမြလည်းထည့်ထုတ်ပြရမှာဖြစ်တယ်ရှစ်ခွန်နဲ့တလေးရကနန်းမြမှာဒီကဲမှာကနန်း၆ခွက်ထုတ်တိုင်းမှာကနန်းမြ၂ခွက်ပါပါတယ်အဲကြောင့်လို့ကြိုက်နေတတ်တဲ့မိတ်ဆွေများရှိခဲ့လို့လည်း